နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ပေါတော်မြို့နယ်ကအနောက်ရေးမွဆလင်ကျေးရွာအနီးကို စစ်ကောင်စီကပုံနှလုံးကြေရှာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံအတွင်းငလျင်တန်းကြောင့်ပြည်သူထောင်နဲ့ရှိတေဆုံးနေတဲ့အချိန်မှာနိုင်ငံတော်မှာဘုံကျဲတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါရီ။ မနေ့ကဧပြီလ17ရက်နေ့မနက်7:00နာရီကျော်ကလေရခိုင်ပြည်ပေါတော်မြို့နယ်ကအနောက်ရေးမွတ်စလင်ကြီးရွာကိုစစ်လီရင်ကနေပေါင်900ဘုံနှလုံးကြေရှာခဲ့ပါရယ်အဲ့ဒီလိုကြေရှာခဲ့ပေမဲ့ရာသီဥတုဆိုးရွားနေတာကြောင့်အဲ့ဒီဘုံတွေဟာရွာထဲမှာမကြောက်ပေရွာအနီးမှာကြောက်ပောက်ကွေးခဲ့တဲ့အတွက်လူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါရယ်စစ်ကောင်စီဟာငလျင်ကေစီရေလုပ်ငန်းတွေဆောင်ရွက်နိုင်အောင်လို့ဆိုပြီး ဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့အထိရက်ပေါင်း20အကြာအပြည့်ရစေးမေးလို့ထုတ်ပြန်ထားပြီးမယ်။နိုင်ငံအနှံ့မှာလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။မက်ရှလာ၂၈ရက်နေ့မြင်းငလင်းလုတ်ခတ်အပြီးတပတ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဟာရခိုင်ပအဝင်ဒေတာအများပြားကို လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုစုစုပေါင်း63ကြိမ်အထိပြုလုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတင်းထုတ်ပြန်ထားပါဗျ။